အလောင်းမဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေကြိုဆိုပါရစေဒီနေ့မှတော့ကျွန်တော်တို့ Viber သုံးတဲ့သူတွေမဖြစ်မနေတိထားတဲ့ Viber setting လေးတွေကိုပြပြပြီးတော့မှဖြစ်ပါတယ်အရင်ဆုံးကျွန်တော် Viber ထဲဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီညာဘက်အပေါ်တောင်းမှရှိတယ်ကျွန်တော်တို့ဒီအားလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ name တွေ change လုပ်ရတယ်အောက်မှာဆိုရင် birthday date တွေ change လုပ်ရတယ်အောက်မှာဆိုရင်ကျွန်တော် gmail တွေထည့်ထားလုပ်ရတယ်နော်အဲဒါပြင်ပြထွက်လိုက်မယ်ဖြစ်ပြီးကျွန်တော်တို့ sticker sticker market အဲ့ဒီတော့တချက်ဝင်လိုက်မယ် sticker market မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာကိုကြိုက်တဲ့ sticker လေးတွေကိုရေးပြီးတော့ download လုပ်လို့ရတယ်ဒီမှာ free ရှိတယ် new တွေရှိတယ်ဒီမှာ collection ဆိုတာကျွန်တော်တို့ Viber မှာ download လုပ်ပြီးသား sticker လေးတွေကိုပြထားတာဖြစ်တယ်တကယ်လို့ကျွန်တော်တို့ကိုယ်ပိုင် sticker တွေလုတ်တယ်လုတ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီညာဘက်အပေါ်တောင်းမှရှိတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးကျွန်တော်တို့ sticker pad name sticker pad name ကိုကျွန်တော်တို့စိုက်တာထားလို့ရတယ် stats ကျွန်တော်တို့ဒီမှာ plan လေးရှိတယ်အဲ့လိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်တို့ glary ရဲ့ယူမှာလာကျွန်တော်ကင်မရာရိုက်ပြီးတော့ယူမှာလာစိုက်တာရွှေလို့ရကျွန်တော်တို့ glary ရနေအဆန်တစ်ခုယူပြမယ်ဒီမှာတစ်ခုယူလိုက်မယ်ယူပြီးရင်ကျွန်တော်တို့ကဒီမှာ test ရေးလို့ရတယ်ဒီ test ကိုလည်း color တွေမှာညာဘက်မှာရှိတယ်စိုက်တာအရင်ရွေးလို့ရတယ်ဒါဒီ set ထားလိုက်မယ်ဒါဒီမှာ movie ကျွန်တော်တို့မှာဆိုရင် sticker sticker မှာဆိုရင်လည်းအမှထပ်ပြီးတော့ထားလို့ရတယ်ခုတို့ရေးထားလိုက်မယ်ပြီးတယ်ဆိုရင်တော့ကိုကြိုက်တဲ့ဟာလေးတွေကျင်းပြီးသွားရင်ဆိုရင်ကျွန်တော်တို့အမှ save sticker ဆိုတာရှိအဲ့ဒါလေးတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုတော့ဒီမှာပေါ်သွားပြီပေါ်ပြီးရင်အောက်မှာကျွန်တော်တို့အောက်မှာ create pad ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဟမ်အဲ့ဒါဆိုရင်တော့ရပါပြီအပြင်ပြထားလိုက်မယ် ပြန်ပြန်ထွက်ပြင်းကျွန်တော်တို့မှာစတင်ဆိုတာလေးရှိတယ်အဲ့လေးကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာအကောင့်ဆိုတာလေးရှိတယ်အဲ့ဒီကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးရင်ကျွန်တော်တို့ကဒီမှာ desktop and tablet ဆိုတာကကျွန်တော်တို့ရဲ့ဘိုင်ဘယ်တွေကိုတခြားကွန်ပျူတာတွေမှာဝင်ထားတဲ့ဟာတွေကိုပြပြထားတာဖြစ်တယ်တကယ်လို့အဲ့ဒီကွန်ပျူတာတွေမှာမဝင်ကျွန်တော်ဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့လှမ်းပြီးတော့ဒီဒီ activate လုပ်လိုက်လို့ရတယ်ဒီဒီဒီ activate နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့တခြားဝင်ထားတဲ့ကွန်ပျူတာတွေမှာဆိုရင်သူ auto ပြတ်သွားတာဖြစ်တယ်ကျွန်တော်မလို့ပြန်ထွက်လိုက် ြင်ကျွန်တော် chain ဖုန်းနံပါတ်ကျွန်တော်အခု Viber ဖုန်းနံပါတ်ကိုကျွန်တော်တို့ chain လို့ရတယ်တကယ်လို့ chain ကျင်လို့ဆိုရင်ကျွန်တော် continue အောက်မှာ continue နှိပ်လိုက်မယ်နှိပ်ပြီးဒီမှာ new phone number ဆိုတာရှိတယ်အဲ့လေအောက်ကနှိပ်လိုက်မယ်နှိပ်ပြီးဒီမှာ start နှိပ်လိုက်မယ်ဆိုရင်ဒီမှာကို chain ကျင်တဲ့ဖုန်းနံပါတ်ကိုဒီမှာ chain လို့ရတယ်ပြန်ထွက်လိုက်မယ်ထွက်ပြီးရင်ကျွန်တော်ဒီ debate count ဆိုတာကကျွန်တော်တို့အခုလက်ရှိသုံးနေတဲ့ viber ကိုလုံးဝမသုံးကျင်တော့ဘူးဖြတ်ချင်နေဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ debate account ဆိုတဲ့အားလေးကိုနှိပ်လိုက်ရင်တော့ကျွန်တော်တို့လုံးဝ viber ပြတ်သွားမှာဖြစ်ပါတယ် ပြင်ထားတော့ထွက်ပြင်းရင်ကျွန်တော်တို့ privacy privacy ကိုဝင်လိုက်မယ်ဒီထဲမှာတိတ်ပြီးတော့ထူးထူးခြားခြားပြောစရာတော့မရှိဘူးကျွန်တော်ဒီအောက်မှာ အောက်ဆုံးမှာဆိုရင်ကျွန်တော်တို့ personal data personal data မှာဆိုရင်ကျွန်တော်တို့ကဒီမှာအောက်မှာ delete your data ကျွန်တော်ရဲ့ byte မှာသုံးနေတဲ့ data တွေအကုန်လုံးဖျက်ချင်နေဆိုရင်အာပြောထားတဲ့ဟာလေးတွေမှာ delete your data လို့နှိပ်လိုက်ရင်သူကပြတ်သွားမှာဖြစ်တယ်ဒီပြထားလိုက်မယ် notification ကျွန်တော် notification မှာဆိုရင်ကျွန်တော်တို့က Viber Node တဲပို့လိုက်မယ်ဆိုရင်ကျွန်တော်တို့က Node တက်တာကိုထားမှလားထားမယ်ဆိုရင်ကျွန်တော်တို့က show message preview ဆိုတဲ့ဟာလေးကိုတစ်ချက် on ထားလိုက်မယ်ဒါလေးကို on ထားလိုက်ရင်ရတယ်ကျွန်တော်တို့ get birthday notification ဆိုတာကျွန်တော်တို့ရဲ့ birthday နေ့နေ့မှာကျွန်တော်ရဲ့ birthday နေ့မှာတခြားလူတွေရဲ့ Viber မှာသွားပြီးတော့ Node တက်ချင်လားတက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက် on ထားလိုက်လို့ရတယ်နော်ပြင်ပြထားလိုက်မယ် ။ဒါပြင်ကျွန်တော်တို့ကဒီမှာ call and message ဆိုတာရှိတယ်။ call and message မှာခုနကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့ message တွေကိုပြောထားတဲ့ message တွေကိုဖြတ်ချင်လားဖြတ်ချင်လားဆိုရင်ကျွန်တော်အောက်မှာဒီမှာ clear message ဆိုတာရှိတယ်။အဲ့ဒါလေးကို clear လုပ်လိုက်ရင်ခုနကျွန်တော်ပြောသလိုပဲအတူတူပဲ message တွေကပြတ်သွားမှာဖြစ်တယ်။ပြန်ကျွန်တော်မီဒီယာမီဒီယာထဲမှာဆိုရင်ကျွန်တော်တို့ပိုတိုကွာလတီကိုကျွန်တော်တို့ဘယ်လောက်ထားမလဲသူက default ကတော့ကျွန်တော်တို့ 250နဲ့250 kilobyte နဲ့လာတယ်တကယ်သူတွေပို့ပြီးတော့ကောင်းကျင်တယ်ဆိုရင်တော့ကျွန်တော်250 kilobyte ထားလို့ရတယ်ခုချက်တရားကိုထားလို့ရတယ်နောက်ပြီးတော့ save to cloud ကျွန်တော်တို့တခြားလူကကျွန်တော်တို့ရှိကိုပို့လိုက်တဲ့ပုံတွေကိုကျွန်တော် auto save မှာလားမ save ဘူးလားဒီမှာတွားယူတော့လုပ်လို့ရတယ်တကယ်လို့ auto save ကျင်တယ်ဆိုရင်တော့ကျွန်တော် save to cloud ကိုနှိပ်လို့ရတယ်မ save ကျင်ကို viber ဖုန်းလေးမှာကြောက်တယ်အဲဆိုရင်တော့ကျွန်တော်တို့မ save နဲ့ဒီတိုင်းလေးအမှန်ကြီးကိုဖြုတ်ထားပြလိုက်မယ် အောက်မှာဆိုရင်ကျွန်တော်တို့က auto download media our mobile network ဆိုတာရဲအောက်ကသူ့ရဲ့ auto download media one connect connected to wifi ဆိုတာကကျွန်တော်တို့ရဲ့တခြားလို့ကျွန်တော်တို့ရှိကိုပို့လာတဲ့ဗီဒီယိုတွေကိုကျွန်တော်တို့က mobile network နဲ့ download လုပ်မှလား wifi နဲ့ download လုပ်မှဆိုတော့ဒီမှာရွေးပလို့ရတယ်တကယ်လို့ကျွန်တော် wifi နဲ့ပဲ download လုပ်ချင်တယ်ဆိုရင် wifi လေးကို connect လုပ်ထားလို့ရတယ်နော်အမှ auto play video ဆိုတော့ကခုနကျွန်တော်ပြောသလိုပဲသူများကကျွန်တော်တို့ရှီကိုပို့လာတဲ့ video တွေကရောက်လာတာနဲ့ auto ဖွင့်စရာမလိုဘဲနဲ့ auto play နေမှာလားမ play ဆိုတာဆိုတာကိုဒီမှာတွားပြီးတော့အမှတ်ကြီးလေးလောက်ထားလို့ရတယ်နော် okay ပြီးရင် story story မှာဆိုရင်ကျွန်တော်တို့ဒီမှာအများကြီးပဲဘယ်သူနဲ့ပြောထားတာကျွန်တော်မကဘာအများဆုံးလဲဆိုတော့ဒီမှာတွားပြီးတော့ချက်လို့ရတယ်နော်သူအများဆုံးကိုအပေါ်ဆုံးမှာပြရတယ်နော်ဘယ်လိုတကယ်လို့သူ့ကို clear လုပ်ချင်တယ်ဆိုရင်ဒီမှာ clear cut file ဆိုတာရှိတယ်အဲ့လိုနှိပ်လိုက်ပြီးတော့ clear လုပ်လို့ရတယ်ပြီးကျွန်တော်တို့ appearance ဒီမှာဆိုရင်ကျွန်တော်တို့က dummy နဲ့ line မျိုးရှိတယ်ကျွန်တော်တို့အမှတွားပြီးတော့ ပြောင်းလို့ရတယ်နော်ပြီး general general မှာကျွန်တော်တို့က language ကျွန်တော် language ကိုဒီမှာအပေါ်ဆုံးမှာရှိတဲ့ language လေးရှိတယ်အဲ့ဒီ language မှာကျွန်တော်တို့မြန်မာစာထားလို့လည်းရတယ်မှာမြန်မာ unicode ရှိတယ်မြန်မာ unicode တစ်ချက်ယူလိုက်မယ်ရွေးပြီးရင်ကျွန်တော်တို့အပေါ်ဆုံးညာဘက်တောင်းမှာဒီအမှန်ကြီးလို့ချစ်လိုက်မယ်ဆိုရင်ကျွန်တော်တို့မြန်မာစာပြောင်းသွားမှာဖြစ်တယ်ခုလိုမပြောင်းကျင်ဘူးဆိုရင်လည်းကျွန်တော်ပြန်ပြောင်းလို့ရတယ်ဒီဘာသာစကားကိုပဲပြောင်းဝင်မယ်ဝင်ပြီးကျွန်တော်တို့ကအပေါ်ဆုံးမှာအင်္ဂလိပ်ဆိုတာကိုရှိတယ် ပြီးရင်ခုနတိုင်းပဲအမှန်ကြီးလို့ပြန်ချစ်လိုက်မယ်ဆိုရင်တော့အင်္ဂလိပ်ကပြောင်းသွားမှာဖြစ်တယ်ကျွန်တော်အပြင်ပြန်ထွက်လိုက်မယ်ထွက်ပြီးရင်ကျွန်တော်တို့ဒီမှာကျွန်တော် my note ကအပေါ်မှာ folder ဆိုတာရှိတယ် folder ကဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ Viber ရဲ့အပေါ်မှာကျွန်တော် folder တက်တက်ဆောက်တာเนาะတစ်ချက်ဝင်ပြမယ် manage folder ဒီမှာကျွန်တော်အခုဆောက်ထားတဲ့ folder နှစ်ခုရှိတယ်ဒီလိုအစ်စ်ဆောက်ခြင်းလဲဆိုရင်တော့ new folder ကိုနှိပ်နှိပ်ပြီးရင်ဒီမှာ test ပဲထားလိုက်မယ် test ထားပြီးရင်ဒီမှာမြားလေးရှိတယ်မြားလို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာဆိုရင်ကိုချိုက်တဲ့လူပေါ့ကိုနဲ့ကိုကောင်မလေးကိုဒီမှာအောက်မှာသွားမရှာခြင်းဘူးအပေါ်ဆုံးမှာထားခြင်းဆိုရင်သူ့တစ်ချက်နှိပ်နှိပ်ပြီးရင်နှိပ်ပြီးရင်အောက်ကအမှန်ကြီးလို့ထားလို့ရတယ်အဲ့ဒါဆိုရင်သွားပြီးတော့ရှာစရာမလိုတော့အောက်ကိုသွားပြီးတော့ဆွဲပြီးတော့ရှာစရာမလိုတော့ဒီအပေါ်မှာပဲကိုက folder လောက်ထားတဲ့အတွက်အမှန်သွားပြီးတော့ယူလိုက်အောင်မယ်ဥပမာပြရမယ်ကျွန်တော်လောက်ထားတဲ့ဟာလေးကိုတစ်ချက်ပြရမယ် ဒီမှာဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာ off ရှိတယ်ဒီမှာ folder လေးရှိတယ်အဲ့တော့တစ်ချက်နှိပ်လိုက်တာနဲ့သူရှိတွားပြီးတော့တက်ရောက်တယ်အဲ့အားလေးပဲကျွန်တော် my notes ဒီ mine folder အောက်မှာ my notes ဆိုတာရှိတယ် my notes ဆိုမှာဒီမှာကျွန်တော်တို့အရေးကြီးတဲ့ဟာတွေကျွန်တော်မှတ်ချင်တဲ့ဟာတွေဒီမှာတွားပြီးတော့မှတ်ထားလို့ရတယ်ကျွန်တော်တို့ဖုန်းနှုတ်နဲ့အတူတူပဲ byte note မှာလည်းအဲ့လိုမျိုးတွားပြီးတော့မှတ်ထားလို့ရတယ်နော် တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like subscribe လေးနဲ့နှိပ်ပြီးသွားကြပါဦးเนาะတကယ်လို့လူချင်းမလို့သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းကျွန်တော်ရဲ့ comment မှာရှိသွားကြလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်